ကျွန်တော်ဆရာဦးမီးဘွားကလည်းဟိုသူခက်တတီပဲဟိုဟာကြည့်အောင်ကျွန်တော်မျက်နှာတော့မပါဘူးကြော်ညာထားတာပါဟိုတခြားပင်ဟုတ်တယ်ဆိုရင်လည်းကျွန်တော်တယောက်တည်းပဲတခြားမိန်းကလေးရုပ်ဆောင်နေလည်းမထည့်ထားဘူးဆိုတော့ဒါဟိုပို့ပြီးတော့ဟိုဟာဟောနော်ဟိုအဲနည်းနည်းအာ nervous ပို့ဖြစ်တယ် excited လည်းဖြစ်တယ်ဟိုမျော်လဲမျော်လင့်တယ်အာဒါမဲ့ဟိုအနည်းဆုံးတော့ကျွန်တော်ရဲ့ပရိသတ်တွေကတော့လာအားပေးမယ်လို့ကျွန်တော် Kosai <laughs> um, I'm very proud of Kosai. Oh uh, yeah, like he's the main actor in this movie. And Megale, like experience thing Mashiwe, Meo like Korale, I'm very excited and this is my first time so I'm Meda Yan Yung Kong. Uh dialogue, yeah, mea Bama Zagate Mapatato. And also Kara uh, I'm not a dancer, so like Kara like နည်းနည်းရှက်ရှက်တယ်ရအာမေကအနုပညာအရန်ဝါသနာပါအရန်လေးချစ်တယ်မေ15နှစ်ထဲက like model log ကတဲဝင်တာ and i really love it so like ဆက်လုပ်ရမယ်ဆိုဆက်လုပ်ချင်တယ်ဘယ်တိုင်းဝင်ပါ အိုက်ကန်လည်းမြန်နင်းလဲပေါ့နော်ဟိုအမားတွေတော့ရှိပါလိမ့်မယ်ပေါ့နော်အစ်စ်ဆိုကိုလည်းဟိုအရန်ကြီးဟိုဟာဖြစ်တယ်လို့မဟုတ်ဘူးပေါ့နော်အရန်တော်တက်နေတယ်လို့မဟုတ်ဘူးပေါ့ဒီဟာတွေကိုတရုတ်ဆောင်မှာအားနေချက်တွေအပိုလို့ရှိပါလိမ့်မယ်ဒါပေမဲ့ဟိုအတက်နိုင်ဆုံးပေါ့နော်အရန်ကြီးဟို acting ဘိုင်းမှာအရန်ဟိုကွာဟမနေအောင်ပေါ့နော် 調査ထားတယ်နောက်ပြီးတော့ဥမီဘွားတို့ကိုဆိုင်တို့တင်ပေးထားတာတွေနဲ့ပေါ့နော်ညနေအစင်ပြေလောက်ပြိတ္တကြည့်လို့အစင်ပြေလောက်မယ်လို့ထင်ပါတယ်ဟုတ်ဟိုဟာနှစ်နှစ်လောက်ရှိပြီပေါ့နော်ညနေနေနဲ့ဟိုနားထားသလိုဖြစ်နေတာပေါ့နော်အခုကျဒီဇလန်းကပြန်အားစေးအားစေးလို့ဖြစ်လာတယ်ပေါ့နော်အဲဒါဆိုဒီဇလန်းကိုကြည့်ပြီးတော့ဟိုကန်းလန်းလာမယ်ဆိုလို့ရှိရင်တော့ညနေနေနဲ့ဆက်ပြီးတော့လှုပ်ဖြစ်မှာပါလှုပ်သွားမှာပါဟုတ်ကဲ့ပါ ကြောက်လေးကြောက်တယ်ရင်လည်းရင်ခုန်တယ်ဘာလို့ဆိုတော့ဒါညီမတို့ပထမဆုံးကာယီတွေ့ကြုံဖြစ်တယ်အဲ့တော့လိုအပ်ချက်တွေကလည်းရှိနေမှာပဲအဲ့အတွက်အဲ့ဟိုရုံမော်ရောက်လာတဲ့အခါမှာပြိတက်ကဲ response လိုလာမလဲပေါ့နော်အဲ့ဒါစိုးရိမ်ကြီးရဲ့ညီမစိတ်ထဲမှာအခုချိန်မှာကိုယ့်ကိုဆံဝဲဖြေတာရတဲ့အကြောင်းသူပြောက်လို့ပဲခံစားရတယ်ညီမချိဆက်ပြီးတော့ညီပြန်လည်းပတ်သက်ပြီးတော့အဓိကကတော့ပြိတက်အတွက်တာဝန်ကြီးတဲ့တယောက်ဆောင်တယောက်ဖြစ်ရှင်တယ်ပြိတက် ကိုတို့ကိုရုပ်ရှင်ကားလေးကြီးလိုက်တိုင်းမှာသူတို့အတွက်ပေါ့နော်တခုဖြောပြမှုပေးနိုင်တဲ့တရုပ်ဆောင်တယောက်ဖြစ်ချင်ပါတယ်။ ညီမအရင်စိတ်လို့ရှားပါတယ်ဗောဆိုတာညီမအရင်ဟိုဒီညီမဒီအဲညီမရဲ့ဒီ design လောက် series စပြီးရိုက်ခဲ့တဲ့ချိန်ကြီးကစပြီးဒီဒီပထမဆုံးအနေနဲ့ဒီအပြင်မဲ့အမှုပညာလောကကိုစပြီးတော့ခြေလှမ်းပြီးတော့ဟိုရိုက်ခဲ့တဲ့ကားဖြစ်တော့ကြမလို့ညီမအားနဲ့ချက်တွေလည်းအများကြီးရှိပါတယ်ညီမကိုကိုအားမရရလည်းအများကြီးပါအဲ့ဆိုညီမပြီးတော့ပထမဆုံးကိုရဲ့ဟိုပုံပြန်ပြီးတော့ဒီအဲ့ဒီဒီ screen ပေါ်မှာကြည့်ရမယ်ဆိုတော့ညီမအရင်စိတ်လို့ရှားပါတယ် project တွေရဲ့ feedback ကိုလည်းညီမအရင်သိချင်ပါတယ်ဟုတ်ကဲ့ရှင်ဆရာဦးမီဘွားတင်ပေးတဲ့အတိုင်းနောက်ကိုဆိုင်တို့အကုန်လုံးကညီမတို့လက်တွဲခေါ်ပြီးတော့တင်ပေးတဲ့အတိုင်းညီမအကောင်းဆုံးကျေးဇူးတင်ပါတယ် 調査ခဲ့ပါတယ်အဲ့တော့ညီမပြည်သက်စီကလည်းဟိုဟိုဟာကောင်းဆုံးရလတခုညီမညှော်လင့်ပါရှင့်ဟုတ်ကဲ့ဟုတ်ကဲ့အခုတော့အရန်ကိုယင်ခုံနေရမှာနော်ဟိုပထမဆုံးရုပ်ရှင်ကားလည်းဖြစ်တယ်ဆိုတော့လေအာဟိုပြည်သက်တွေနဲ့ရှင်ကုန်တန်ချင်းထတ်တူကြမယ်သူတို့အကြိုက်ပေါ့နော်အဲဟို ဆရာတို့ရဲ့အကြိုက်ဒါရိုက်တာပေါ့နော်ဆရာဆရာဥပွားရဲ့အကြိုက်ကိုကိုဆိုင်ဆိုင်တို့ရောမက်ခင်ဆန္ဒမြင့်တို့အကုန်လုံးပရိုဂျူဆာပေါ့နော်အားလုံးရဲ့အကြိုက်ဟိုဒီပရိသတ်တွေရဲ့အကြိုက်အကုန်လုံးရဲ့အကြိုက်နဲ့ထပ်တူကြပါစေလို့ပဲညီမမျှော်လင့်နေပါတယ်ဆုတောင်းနေပါတယ်ဟုတ်ဟုတ်ကဲ့29ရက်နေ့မှာရန်ကုန်နဲ့မန္တလေးမှာစပြီးတော့ပြပါမယ်တောင်ကြီးနဲ့လာရှိုးမှာ9ရက်နေ့စပြီးတော့ပြပါမယ်ပြီးတော့ ဖေဗရီ12ရက်နေ့မှာအာဟိုတခြားကြံတဲ့နေမျိုးတွေမှာလည်းဆက်ပြီးတော့ပြမှာဖြစ်ပါတယ်စိတ်အာရုံနှစ်ပြီးတော့အားလုံးအလုပ်လုပ်ထားတယ်အာလိုအပ်တာတွေလည်းရှိမှာပါအဲ့လိုလည်းအမှန်တိုင်းနားလည်ပါတယ်ဒါမဲ့ဒါကျွန်တော်ရဲ့ဘဝရဲ့ပထမဆုံးခေါင်းဆောင်မင်းသားအနေနဲ့ရုံတင်မဲ့ကားဖြစ်တယ်ဆိုတော့လာပြီးတော့ဆန်းဆိုင်ပြည်သက်တွေအားလုံးလာပြီးအားပေးပါလို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်